ယူနိုက်တက်ကစားသမားအောင်ဂရင်းကိုပါပြီးခဲ့တဲ့ပြင်သစ်လီဂူဝမ်အပွဲစမှာမာဆေးတင်တွယ်လီဂိုသွင်းပြီးခြေစွမ်းပြသနိုင်ခဲ့ပေမယ့်ဒီပြဒီဇာဘီကသူ့ဒီတက်ပို့ပြီးလုံနိုင်မယ်လို့ယုံကြည်မှုရှိနေပါတယ်ဒီဇာဘီက မေဆန်ဟာဂိုးတွေသွင်းနိုင်ုံသာမကပဲပို့ပြီးလုံနိုင်နေဆိုတာအမှန်ပါပဲ။သူဟာဂိုးရှိမှာထိတ်တန်းကစားသမားဖြစ်နေပြီဆိုပေမဲ့သူ့မှာရှိတဲ့အရေးချင်းတွေကြောင့်ကမ္ဘာအကောင်းဆုံးစားသမားတွေကတူဖြစ်လာနိုင်ပါတယ်။သူဟာအမြဲတမ်းဂိုးတွေအများကြီးသွင်းပြီးလေ့ကျင့်ရေးအစီအစဉ်ကိုလည်းမလွဲချော်ခဲ့ဘူးပါဘူး။ဒါပေမဲ့သူ့မှာတိုးတက်ဖို့နေရာတွေရှိနေသေးတယ်လို့ပြောရပါတယ်။ဒီအပရီတင်းတဲ့ပွဲစမှာမာဆေးအတင်းအတွက်လေးဝသွင်းခဲ့တဲ့ဂရင်းကိုပါ1962ခုနှစ်ကပါပင်နောက်ပိုင်းတပွဲတည်းလေးဝသွင်းနိုင်တဲ့ပထမဆုံးမာဆေးကစားသမားဖြစ်ခဲ့တာပါ ဂရင်းဝါဒီအာဒီလီဂူဝမ်ပြိုင်ပွဲမှာမာဆေးအသင်းတွေ6ဂိုးသွင်းတာပြီးဂိုးပတ်ဒီမှု3ချိန်ပြုလုပ်ထားသလိုပြိုင်ပွဲ30ပွဲမှာ9ဂိုးသွင်းယူထားပါတယ်ဒါပေမဲ့မာဆေးအသင်းဒီပြဒီစာပြီးကဂရင်းဝစီကနေဒီတက်ပေါ်ပြီးကောင်းမွန်တဲ့အရာတွေကိုလိုချင်နေတာဖြစ်ပါတယ်နောက်တစ်ဆက်လေးခုနှစ်ညရာဒီကမာဆေးအသင်းကိုရောက်ရှိလာခဲ့တဲ့ဂရင်းဝါသူ့ရဲ့ပွဲဥထက်ရာဒီမှာလီဝဲအသွင်းကို၂၁ဂိုးအထိအသွင်းပြီးအသင်းကိုအမဘေးစီအဆင့်နှစ်နေရာနဲ့ရာဒီအဆုံးတက်နိုင်အောင်ကူညီပေးနိုင်ခဲ့တာပါမာဆေးအသင်းဟာဒီရာဒီမှာဂရင်းဝါရဲ့ခြေစွမ်းပြမှုနဲ့အတူ လက်ရှိချန်ပီယံ PSG အသင်းကိုတမတ်အတာနဲ့ပြင်သစ်လီဂ်ဝက်အမဘေးစရာထိပ်ဆုံးနေရာမှာရပ်တည်နေပါဗျ။မာဆေးအသင်းဟာ2010ရာသီနောက်ပိုင်းပထမဆုံးအကြိမ်ဖြစ်ဒီရာသီမှာပြင်သစ်လီဂ်ဝက်ဖလားကိုရယူနိုင်ဖို့ပြင်မှတ်ထားနေတာပါ။မာဆေးအသင်းဟာ Sporting Lisbon အသင်းနဲ့ Champions League ပွဲစဉ်ပြီးရင် Lens အသင်းနဲ့ပြင်သစ်လီဂ်ဝက်ပွဲစဉ်ရှင်ပြိုင်ရမှာဖြစ်ပါတယ်။